န်နဝါရီလ16ရက်နေ့သတင်းအစီအစဉ်တွေကိုတင်ဆက်ပေးရမှာပါဒီကနေ့သတင်းတွေမှာတော့မြန်မာတရုတ်ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီကထုတ်ပြန်တဲ့အစီရင်ခံစာမှာမှားယွင်းတဲ့အချက်တချို့ပါဝင်တယ်လို့ပိုက်လိုင်းစီမံကိန်းမှာပါဝင်တဲ့ကုမ္ပဏီတာဝန်ရှိသူတဦးပြောကြားတယ်ဆိုတဲ့သတင်းရန်ကုန်မြို့ရင်ကျောပိတ်ဆို့မှုတွေအတွက် ခုံးကျော်စရားတွေဆောက်လုပ်ပေးခြင်းနဲ့ကားပါကင်နေရာတွေစီစဉ်ပေးတာတွေပြုလုပ်ပေးနေတယ်လို့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဆိုတဲ့ဆိုတဲ့သတင်းခလေးခိုးမှုတန်တရားနဲ့ဆက်စင်းနေတာဟာ တနိုင်ငံလုံးအတိုင်းအတာအရနှစ်မှုသာရှိရလို့ရဲတပ်ဖွဲ့တာဝန်ရှိသူပြောကြတယ်ဆိုတဲ့သတင်းရွှေတုတွေလို့သိရှိခြင်းမရှိပဲလက်ဆောင်ပစ္စည်းတွေကိုသာရောင်းချခဲ့တာဖြစ်တယ်လို့ဆွဆွဲခံရသူတရုတ်နိုင်ငံသားညင်းဆိုခဲ့တယ်ဆိုတဲ့သတင်းအစရှိတဲ့သတင်းတွေပါဝင်ပါတယ်။မြန်မာတရုတ်ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီကသုတေသနပြုလုပ်ထားတဲ့မြန်မာတရုတ်ရေနယ်နဲ့သဘာဝပိုက်လိုင်းစီမံကိန်းသုတေသနအစီရင်ခံစာကိုဇန်နဝါရီလ16ရက်နေ့ကမီဒီယာတွေကိုထုတ်ပြန်ခဲ့ပါတယ်။ ။ဒါအပြင်လက်ရှိအစိုးရအဖွဲ့အစည်းနဲ့သက်ဆိုင်ရာတိုင်းဒေသအဖွဲ့အစည်းတွေကိုလည်းဖြန့်ဝေသွားမှာဖြစ်ပါတယ်။အစီအခံစားနဲ့ပတ်သက်ပြီးသူရတနာအဖွဲ့ခေါင်းဆောင်မြန်မာတရုတ်ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီညှိနှိုင်းရေးမှူးကိုရဲသိန်းဦးကအခုလိုပြောပါတယ်။စာချုပ်ဆိုတာနှစ်နိုင်ငံချုပ်ဆိုထားတာပေါ့နော်။ဒါဆိုနှစ်နိုင်ငံချုပ်ဆိုထားတဲ့စာချုပ်ဖြစ်တဲ့ကြောင့်ဖြစ်လို့တော့မရဘူး။ဒါပေမဲ့စာချုပ်ပါအချက်လက်တွေကိုနိုင်ငံတော်ရဲ့အကျိုးအလွန်မှာနှစ်ဖက်ညှိနှိုင်းဆွေးနွေးပြီးတော့ပြင်ဆင်လို့ရပါတယ်လို့ကျွန်တော်နားလည်ထားပါတယ်။အဲ့တော့ဟိုတကယ်ကိုပဲပေါ့နော်ဒီဥပဒေနဲ့ဒီ စီမင်းတွေကိုအင်မတန်မှလေးစားတဲ့ကျွန်တော်တို့ရဲ့ခေါင်းဆောင်တစ်ကတရားကိုသူအင်တိုင်းအားတိုင်းနဲ့ပေါ်ဆောင်လိမ့်မယ်လို့လည်းယုံကြည်တယ်အဲ့တော့သူပေါ်ဆောင်တဲ့နေရာမှာလည်းလိုအပ်တဲ့အဲဒီအထောက်အထားတွေ ပေါ့နော်ဒီအရင်းမြစ်တွေကိုလည်းကျွန်တော်တို့တက်နှံ့တဲ့မြကျွန်တော်တို့ဟိုတစ်ချက်တဲတဲ့ဘွင့်အနေနဲ့ပံ့ပိုးကူညီမှာဖြစ်ပါတယ်ကျွန်တော်တို့အဖွဲ့အားဒီကလုပ်တဲ့လမ်းကြောင်းကတော့ဒီပေါ့နော်ဒီမူဝါဒဆိုင်ရာပေါ့နော်ဒီမှာပတ်သက်လို့ policy advocacy ကိုအဓိကအကြောင်းပြလို့ရအောင်ဒီထူးတစ်ချက်တွေကလည်းအဲ့ဒီဘိုင်းကိုပို့သွားမှာဖြစ်ပါတယ်အဲ့တော့ဘယ်လိုလုပ်မလဲဆိုတဲ့ဒီဇိုင်းအသေးစိတ်ကတော့ကျွန်တော်အဖွဲ့ထဲမှာပေါ့ဒီဖွဲ့ဝင်သားတွေမှာမဟာမိတ်တွေကြားမှာညှိနှိုင်းဆွေးနွေးပြီးတော့မှာဆက်လုပ်ဖို့တွေကျွန်တော်တို့ပုံဖော်မှာဖြစ်ပါတယ်အစီအစဉ်ခံစားကိုတနင်္လာနေ့ပါကြပြုစုခဲ့တာဖြစ်ပြီး ပိုင်လိုင်းဖြတ်သန်းတဲ့မြို့နယ်6မြို့နယ်မှာပြည်သူ968ဦးနဲ့တွေ့ဆုံမေးမြန်းခဲ့တာဖြစ်ပါတယ်။အစီရင်ခံစာမှာအခန်း9ခန်းပါဝင်ပြီးမြေယာရော်ကြီးပြဿနာများစီမံကိန်းဆိုင်ရာအားနည်းချက်များစီမံကိန်းကြောင့်တောင်သူတွေဆုံးရှုံးနေတာခဲ့တာတွေရှိပြီးတောင်သူတွေကိုပြန်လည်ထူထောင်ပေးဖို့နဲ့စီမံကိန်းမှဆုံးပြပစ္စည်းပြဿနာတွေကိုလည်းထည့်သွင်းပြုစုထားပါတယ်။အစီရင်ခံစာနဲ့ပတ်သက်ပြီးပိုင်လိုင်းစီမံကိန်းမှာပါဝင်တဲ့တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ SEA GPN SEA OP မှာတာဝန်ရှိသူတို့ကအစီရင်ခံစာမှာမှားယွင်းတဲ့အချက်အလက်အချို့ပါဝင်တယ်လို့ပြောကြခဲ့ပါတယ်။ရမလာ存在很多有些是不符的地方啊，我们回去会认真研究这份报告，并且请相关的公司专业人士对于报告提出一个专业性的回复答复啊。不如讲，咱地步比嘛高明点。 ဒီ report တခုထွက်လာတော့ညာလဲပေါ့နော်အထက်မှာတချို့အချက်လဲလေးတွေတွေ့မလာတွေအဲမညီဒီမတူညီမှုလေးတချို့မားတဲ့ဟာလေးပေါ့ရှိရှိတော့ရှိတယ်ပေါ့နော်အဲ့ရတယ်ကျွန်တော်ရုံးပြန်ရအောင် solution ပေါ့နော်ဒီအဲ့ကိုတိတ် တိတ်စိတ်ပြန်ပြီးတော့မှအာဒီဥမာ technical အပိုင်း solution လဲကျွန်တော်ပညာရှိကိုထပ်ပြီးမှအဲ့အချက်လဲကိုဆိုတော့တွားပြီးမှစုံစမ်းတော့ပြမပါပါလွှဲလဲပေါ့နော်အဲ့ကိုဒီမားတဲ့ဟာလေးကိုရှိမယ်ရှိရှာပြီးတော့မှနောက်ပိုင်းကျွန်တော်ရေးပြန်ပြီးမှသူတို့ပြန်ပြီးထုတ်ပြန်ပြီးမှဆိုတော့အကြောင်း 届时我们会把这些答复，也会适时的、及时的发布给大家。သူတို့ကိုအခုလိုပေါ့နော်အဲ့ဒီဟာအဲ့ဒီမားနေတဲ့ဟာတွေတချို့တချို့မကန့်ညင်းတဲ့ဟာတွေကိုသူတို့ကိုအဲပြန်ပြီးပေးတဲ့ထုတ်ပြန်ပေးတဲ့သူတို့ပြန်ပြီးမှပြောဆိုတဲ့အပြင်ပေါ့နော်ဒီအခုမီဒီယာအဖွဲ့အစည်းအားလုံးကိုလည်းပြန်ပြီးတော့မှထုတ်ပြန်ပေးမယ်ဆိုတော့အကြောင်းမြန်မာတရုတ်ရေနံနဲ့သဘောတငွေ pipeline စီမံကိန်းကို2011ခုနှစ်မှာစတင်ခဲ့တာဖြစ်ပြီးသဘောတငွေ pipeline အရှိ863ကီလိုမီတာနဲ့ ရင်းနှီးပိုင်လိုင်းအရှိန်881ကီလိုမီတာ ရှည်လျားတာဖြစ်ပါတယ်။မြန်မာတရုတ်ပိုင်လိုင်းစောင့်ကြည့်ရေးကော်မတီကသုတေသနပြုလုပ်ထားတဲ့မြန်မာတရုတ်ရေနံနဲ့သဘာဝတံငွေပိုင်လိုင်းစီမံကိန်းသုတေသနအစီရင်ခံစာကိုလာမယ့်လွှတ်တော်နဲ့အစိုးရအသစ်ကိုတင်သွင်းသွားမှာဖြစ်ပါတယ်။ နေပြည်တော်မှာဇန်နဝါရီလ16ရက်နေ့ကပြုလုပ်ခဲ့တဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာလွှတ်တော်ကိုယ်စားလှယ်တဦးကရင်ကျောမပိတ်ဆို့ဈေးရင်းနဲ့ရင်းရနာဖို့နေရာတွေအ мян ဆုံးစီစဉ်ပေးဖို့အတွက်အစီအစဉ်တွေရေးဆွဲဆောင်ရွက်ပေးဖို့အပါအဝင်ကားတင်သွင်းမှုတွေနဲ့ပတ်သက်တဲ့မေးခွန်းကိုမေးမြန်းခဲ့ပါတယ်ပြည်သူ့လွတ်တော်အစည်းအဝေးမှာတရင်းသားအတန်းဒေသကြီးရေဖြူမဲဆန္ဒနယ်မှာကိုယ်စားလှယ်ဦးဝင်းဦးကမေးမြန်းခဲ့တာဖြစ်ပြီးစီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနမှဒုတိယဝန်ကြီးဒေါက်တာပွင့်ဆန်းကပြန်လည်ဖြေကြားခဲ့တာပါ ဒေါက်တာပွန်ဆန်းကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ရန်ကုန်မြို့အတွင်းရင်ကျောပိတ်ဆို့မှုမဖြစ်စေရေးအတွက်လမ်းဆောင်နေရာတွေမှာဂုံးကြတရားတွေတိစောက်ပေးခြင်းအသစ်ထပ်မံဆောက်လုပ်မဲ့အထက်မြင့်အဆောက်အဦများဆောက်လုပ်ရမှာကားရဲနားရဲနေရာပါရှိတဲ့အဆောက်အဦများကိုသာဆောက်လုပ်စေခြင်းမော်တော်ယာဉ်တွေညအိပ်ရန်နားထားရှိနိုင်ဖို့အတွက်ကားပါကင်တည်တပ်အဆောက်အဦများဆောက်လုပ်ပေးခြင်းတို့ကိုလည်းစီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီးမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့လည်းမန္တလေးမြို့တော်စီမံတရားရေးနယ်နိမိတ်အတွင်းရင်ကျောကြက်တဲမှုမဖြစ်ပေါ်စေဖို့အတွက် ော်တယ်တွေနဲ့အထက်မြင့်အဆောက်အဦများဆောက်လုပ်ခြင်းကိုကပကင်ရှိချင်းရှိမရှိစစ်စစ်ပြီးမှသာခွင့်ပြုပေးလျက်ရှိတယ်လို့ဖြေကြားခဲ့တာဖြစ်ပါတယ်။ရန်ကုန်နဲ့ဒေသကြီးဆိုးအပ်ပွင့်နေပြည်ရန်ကုန်မြို့တွင်ရေရောပြည့်စုံမှုဖြစ်စေရေးအတွက်လမ်းစုံနေရာများတွင်ဘုံတော်တရားများတဆောက်ပေးခြင်းအသစ်ချမှတ်ဆောက်လုပ်ပြီးအထက်မြင့်အဆောက်အဦများဆောက်လုပ်ရမယ်။ကားရန်နားရန်နေရာပါရှိသောအဆောက်အဦများကိုသာဆောက်လုပ်စေခြင်းမော်တော်ယာဉ်များများရန်နာထားရှိနိုင်ရန်အတွက်ကပကင်ဒေသအဆောက်အဦများ ဆောက်လုပ်ပြီးခြင်းတို့ကိုလည်းစီစဉ်ဆောင်ရွက်ပေးနေရှိပါတယ်။မန္တလေးဒေသကြီးစိုးရွားဖွဲ့နေဖြစ်တဲ့မန္တလေးမြို့တော်စီမံသာယာရေးနယ်နိမိတ်တွင်ပြင်ရောချက်ချင်းမှုဖြစ်စပေါ်စေရေးအတွက်ဟိုတယ်များနဲ့ချက်ချင်းဆောင်များဆောက်လုပ်ခြင်းကိုကားပတ်ကေပါရှိခြင်းရှိမရှိစီစဉ်ပြီးမှပြုပေးနေရှိပါတယ်။ဒါအပြင်ကားပတ်ကင် ခွင့်ပြုမဲ့ရှောက်ထားခြင်းအတွက်တိုင်းဒေသကြီးအစိုးရအဖွဲ့မှအခါချင်းငွေကောက်ခံခြင်းရှောက်လာပုံစံရောင်းချခြင်းများလုံးဝမရှိကြောင်းရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ကားပတ်ကင်ခွင့်ပြုမဲ့ထုတ်ပေးခြင်းဆိုင်ရာခရိုင် မြို့နယ်စီစီရေးအဖွဲ့တွေကိုတင်းကျပ်စွာထိန်းကွပ်ဆောင်ရွက်လျက်ရှိကြောင်းကပတ်ကင်လျှောက်ထားခြင်းနဲ့ပတ်သက်ပြီးအခကျင်းဝင်တောင်းခံမှုတွေရှိပါကတန်နစ်သားကြီးအစိုးရအဖွဲ့ကိုတန်ကြားပါကထိရောက်စွာရေးယူသွားမှာဖြစ်တယ်လို့ဒုတိယဝန်ကြီးဒေါက်တာပွန်ဆန်းကအဲ့ဒီဖြစ်ကြချက်မှာထည့်သွင်းဖြစ်ကြခဲ့ပါတယ်။ကပတ်ကင်ပြည်ပလျှောက်ထားခြင်းအတွက်တန်နစ်သားကြီးအစိုးရအဖွဲ့မှအခကျင်းဝင်တောင်းခံခြင်းသောလာပုံစံများရောက်ချခြင်းလုံးဝမရှိပါ။ရောင်းတိုင်းဒေသကြီးစိုးအဖွဲ့အနေဖြင့်ကားပါကင်ဝင်ရောင်းရာတို့ရဲ့ဆိုင်ရာ ခံရလို့စဉ်းစားဖို့များကိုတင်းကျပ်စွာထိန်းဖို့ဆောင်ရွက်ရရှိပါတယ်။ကားပါကင်ရှောက်ပါရင်းနဲ့ပတ်သက်၍အခကြေးဝေတောင်းမှုများရှိပါကလည်းတိုင်းပြည်သားကြီးဆိုအပ်သူတိုင်ကြပါကထိရောက်စွာရည်ရွယ်သွားမည်ဖြစ်ပါတယ်။ဆက်လက်ပြီးရန်ကုန်မြို့မှာရင်းရနာဖို့အတွက်ပြုလုပ်ထားတဲ့ကားပါကင်နေရာတချို့ရှိချောင်းကိုလည်းဒုဝန်ကြီးကပြောကြားခဲ့ပါသေးတယ်။အွန်လိုင်းမှာပြန့်နှံ့နေတဲ့ကလေးခုံမှုဖြစ်စဉ်ဆိုတာတွေဟာ လူအများထင်ရောက်ထင်မှားဖြစ်စေဖို့တခြားမှုကင်းဖြစ်စဉ်တချို့ကဓာတ်ပုံတွေနဲ့သတင်းမားတွေကို ပေါင်းဆက်ထားတဲ့ကောလာဟာလာတွေသာဖြစ်ပြီးခလီးခုမှုတန်တရားနဲ့ဆစ်ဆင်းနေတာဟာတနိုင်ငံလုံးအတိုင်းအတာနဲ့နှမှုသာရှိရလို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့အစည်းအဝေးရဲအရာရှိတဦးကပြောကြားလိုက်ပါတယ်လူကုန်ကူးမှုတားဆီးနေနေရဲတပ်ဖွဲ့ဦးစီးအရာရှိပထမရန်ဒုတိယရဲမှူးကြီးတက်နာကဇန်နဝါရီလ16ရက်နေ့ကနေပြည်တော်မှာမီဒီယာတွေကိုပြောကြားခဲ့တာဖြစ်ပြီးလက်ရှိမှာ ခလေးခိုးမှုတန်တရားနဲ့စစ်ဆေးနေတဲ့အမှုနှစ်မှုအဖြစ်ဖြာပုံနဲ့တောင်ကြီးမြို့နယ်တွေမှာစစ်ဆေးနေရလို့ဒုတိယရဲမှုကြီးတက်နောင်ကအခုလိုပြောပါတယ်တောင်ကြီးမှုမှာကြောင်းလည်းဒီလိုပဲဟိုမူဝီနဲ့အောင်တက်လာတယ်ခလေးခိုးရကောင်ကိုပူကြချိတ်ကြပါဘောနော်ပူကြချိတ်ကြဆိုတော့အဲ့မှာလေဖြစ်စဉ်ကဒီမျိုးသားတယောက်ကဟိုဟာပေါ့နော်သူပြန်ကြအလုပ်တွေလုပ်လုပ်တယ်ငွားချောင်းနာတို့ဘာလို့လုပ်တယ်လုပ်ပြီးမှသူဒီလေတဲတစ်ခုမှသူနေတယ်အဲ့ဒီမှာကလေးသုံးယောက်ကငှက်ပြစ်ဖို့ဆိုပြီးတော့ထွက်လာတယ်ထွက်လာပြီးသူနဲ့တွေ့တယ် အဲသူနဲ့လူငှက်တွေပါပြစ်ကြတယ်ညနေလိုက်ပို့တယ်ရွာထိပ်ကြီးတိုင်းပို့တယ်ကလေးတွေကမှောင်နေတော့နောက်ကျတော့မပြန်ရဲဘူးဆိုလို့သူနဲ့အတူအဲဒီထဲမှာပြန်လိုက်အိတ်တယ်အဲတရက်နောက်တရက်ဘူနီတကောင်ပဲငှက်တွေပါပြစ်ကြတယ်ပြန်လိုက်ပို့တယ်အကြီးဆုံးကလေးရွာပြန်သွားတယ်ချောင်းတက်အောင်ဆိုပြီးတော့မှငွေနှစ်ယောက်ကပြန်မလိုက်သေးပဲနဲ့သူနဲ့လူထပ်ပါသွားတယ်ထပ်ပါသွားပြီးတော့မှ ဖြစ်တော့၃ရက်လောက်ပျောက်နေတော့ဒီကလေးတွေနဲ့ဒီလူနဲ့က၃ရက်လောက်ပျောက်နေတော့ ဒီထွက်ချက်တွေအရာမှာကြတော့ရွာနဲ့မလန်းမကန်းမှာသူတို့ကရှိနေတယ်ရှိနေတော့အဲ့ဒီမှာရွာကလည်းကလေးပြောက်တယ်ကလေးခိုးခံရတယ်ဆိုတော့အတန်ချက်ဆက်နေ ore အတန်ကိုကြားတယ်ကြားတော့ဟိုသူလည်းဟိုလန့်မှာပေါ့နော်လန့်မှာအဲ့လိုဖြစ်တယ်ဒီတော်ထဲမှာရင်ဟိုဟိုတော်ထဲဂျန်တော်ထဲဝင်အိတ်လိုက်အတီးရတခုစားလိုက်တယ်ကလေးတွေနဲ့အတူသုံးရက်လောက်သူနဲ့အတူရှိနေတယ်ရှိနေတော့ပြန်ဖမ်းမိတဲ့အခါကျတော့သူ့ကိုဒီကလေးခိုးတယ်ဆိုပြီးတော့ဆွဆွဲပြီးတော့အခုမှုဖွင့်ဆက်ဆေးနေတယ်ဒါပေမဲ့ဒီ ဖြစ်စဉ်ရဲ့မြေပုံတွေကိုပြန်ချကြည့်လိုက်တဲ့အခါမှာကျတော့ဂျွာနဲ့မလမကန်းနေရာတွေမှာပဲပတ်နေရတယ်။ဂျွာနဲ့2မိုင်กว่า3မိုင်กว่า2မိုင်กว่าဒီလိုတွေမှာပတ်နေရတော့တွေ့ရတယ်။အဲ့တော့တခုသုံးသပ်ကြည့်မယ်ဆိုရင်တော့တကယ်ခိုးဖို့အတွက်ရည်စူးတယ်တကယ်ခိုးမယ်ဆိုရင်တော့300လောက်ပဲမှာတော့တော်တော်ဝေးဝေးသွားမှာပေါ့ဒါလည်းဒါကကျွန်တော်ရဲ့ဟိုပါဟို personal သုံးသပ်ချက်ပါ ဒါပေမဲ့လည်းဟိုအမှုအမှန်ကတော့စစ်ဆေးရနေပြီမှဒါကလာပေါ်ပေါက်ပေါက်နေအခုအထိမှာတန်တရားဖြစ်တဲ့အောင်ဒီကလေးခိုးတယ်ဆိုတန်တရားဖြစ်ဖွယ်ရှိတဲ့ဖြစ်စဉ်မျိုးဒီနှစ်ခုပဲရှိရတယ်လက်ရှိမှာကလေးခိုးမှုကောလာဟာလာတွေအွန်လိုင်းမှာပြန့်နှံ့လျက်ရှိပြီးကောလာဟာလာဖြန့်ပြူးသူတွေကိုအေးအေးယူဖို့စုံစမ်းလျက်ရှိပေမဲ့အေးအေးယူနိုင်မှု မရှိသေးကြောင်းကောလာဟလဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးသက်ဆိုင်ရာနေမြေခံရဲတပ်ဖွဲ့ကတရင်ထုတ်ပြန်ရှင်းလင်းဖို့ညွှန်ကြားထားကြောင်း ဒုတိယရဲမှူးကြီးကပြောပါတယ်။ဒီဟောဘောနော် Facebook မှာတင်တယ်။ဘီမဆိုင်ဘူးဆိုပြီးတော့ပြတ်ထားလို့မရတဲ့ခက်အခြေအနေမှာရှိတယ်။ဟော Facebook မှာတင်လာပဲသူတို့တင်ညာတင်ဆိုပြီးပြတ်ထားလို့မရတော့ဘာကြောင့်လဲဆိုတော့ဒီတင်တဲ့များဟာလိုက်ကြည့်လိုက်တဲ့အခါမှာကိုယ်စရာဆိုင်နှုံတော့ကအလိန်ဆက်တွေကောလာဟလတွေဖြစ်နေတယ်။ဖြစ်နေတော့ဒီကောလာဟလတွေတိုင်းပြတ်ထားတဲ့အခါမှာကျွန်တော်တို့ကိုယ်တိုင်လည်းသာသမီတွေစိတ်ပူလာတယ်။သူတို့ကောင်းမဲ့အများပြည်သူလည်း သားသမီးကိုအကြောင်းပဲအကြောင်းတော့မှမလွတ်ရဲလောက်တဲ့အခြေအနေမျိုးတွေအတန်ကြီးကြားရတယ်။မိဘတွေရင်ပူရတယ်။နောက်ပြီးတော့ပြည်သူလူမျိုးတွေလာထိခိုက်တယ်။အဲ့တို့ကြောင့်ကျွန်တော်တို့မဖြေရှင်းလို့မရဘူး။ဖြေရှင်းရတာပေါ့နော်။အာကျွန်တော်တို့ကရတက်ဖွဲ့ page ရှိတယ်။ရတက်ဖွဲ့ page ရှိတယ်။နောက်ပြီးတော့ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးရတက်ဖွဲ့ကအားလားတို့အနေနဲ့ရှင်းတယ်။နောက်ပြီးတော့သက်ဆိုင်ရာဒီဟာပြည်နယ်တိုင်းတက်ဖွဲ့တွေကနေရှင်းတယ်။ရှင်းနေကြတယ်ပေါ့။ကျွန်တော်တို့ရဲ့ရှုတော့ကျွန်တော်ဗာလဲဆိုတော့အဓိကဒီကောလာဟလာပေါ်အခြေခံပြီးတော့မှမငြိမ်မသက်ဖြစ်မှာ ဟိုတားဆီးနေတာရေနောက်တစ်ခုကကြတော့ပျောက်ပြီးခိုးခံရပြီဆိုရင်လူကုန်ခံရလीမလားဆိုတဲ့ဟိုစိုးရင်စင်ကကျွန်တော်တို့မှာအမြဲရှိတယ်ကျွန်တော်တို့ဒီမှာတာမန်ကြောက်စိုးရင်တော့မှကျွန်တော်တို့စီကိုတယ်လီဖုန်းနဲ့နှမ်းတိုင်တာမျိုးဆိုကျွန်တော်စုံစမ်းပြီးတော့အကူအညီစုံစမ်းရှောက်ဖို့ပေးတယ်တက်ဆိုင်ရနေမြေရဲနေပူပေါင်းမှုမှာကျွန်တော်တို့ဟိုဟောလောက်ကြရတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဒီရှူတောင်းမှာကြတော့လူကုန်မှုခံရမှာပူဆိုးတယ်ကျွန်တော်ရဲ့တပ်ဖွဲ့ဝင်တွေလည်းကျွန်တော်ရှင်းပြထားတယ် ဘယ်ချိန်မှာပဲဖြစ်ဖြစ်ဒီမှာတော်တော်ကောင်းအောင်ကျွန်တော် service ပေးရတယ်ဘယ်ချိန်မှာပဲဖြစ်ဖြစ်စုံစမ်းမေးမြန်းလာရင်အာဟိုဖြစ်ကြနိုင်မှုအတွက်ဟောလောက်ထားရတယ်တကယ်လို့ကျွန်တော်ခုနကပြောဆိုလို့တန်တရားရှိလို့ရှင်မိဘပြည်သူအများပြည်သူအနေနဲ့ကတရင်တစ်ခုကြားလိုက်တယ်ဆိုပါဆိုကျွန်တော်တို့အတတ်နိုင်ဆုံးကတော့ပူကြားတဲ့တရင်ရဲ့တီးတီးကြကြ source ကိုကျွန်တော်တို့ပေးနိုင်လေဒီတန်မြောက်ကိုချိန်ဖြတ်ဖို့ပဲမြန်လေပဲဥပမာပြောဟာကြားလိုက်တယ်မရေဘက်မှာလို့ကြားလိုက်တယ်ဟုတ်လားဆိုတာဆိုရင်လည်းကျွန်တော်စုံစမ်းမိမယ် ဒီတဲ့ပုံကြီးကူညီစီကျွန်တော်မရေယာရဲ့ဘေးရွာမှာဘလို့ကြားရဲဆိုတော့သူတို့အကြောင်းကိုမေးနေကျွန်တော်တို့ကြိုးစားပြီးတော့မှကျွန်တော်တို့ဆုံးရဖြည့်ရှင်းပေးမယ်။ဟုတ်လားလားဖျက်တဲ့လူတွေကိုကျွန်တော်ခုနကပြောသလိုမျိုးတက်ဆိုင်ရာဒီနေမီဟွာတွေကနေပြီးတော့မှစခန်းတွေကနေပြီးတော့မှခြောက်ဝေဆုံးရနေတယ်။တွေ့ရှိခဲ့ရင်ဒါသူတက်ဆိုင်ရာဒီဟွာနဲ့ဟိုဆက်ဆက်တဲ့ဥပဒေပုံမှန်ရေးယူတော့မှာပေါ့နော်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမန္တလေးမြို့မှာကလေးကိုယူမှုကောလာဟာလာကြောင့်လူအုပ်ကဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့အတွက်အမျိုးသားတအုပ်တေဆုံးတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးတေဆုံးခဲ့သူမှာကလေးကိုယူသူမဟုတ်ဘူးလို့သိရပါဗျ။ရန်ကုန်မြို့မှာရွှေအတုလိမ့်လေရောင်းချမှုကြောင့်တရားစွဲဆိုခံထားရတဲ့တရုတ်နိုင်ငံသား၃ဦးကိုအလုံမြို့နယ်တရားရုံးမှာဇန်နဝါရီလ16ရက်နေ့ကရုံးထုတ်ခဲ့ပါတယ်။ဒီရုံးထုတ်မှုမှာတော့ဆွတ်ဆွဲခံရသူ၃ဦးထဲမှာရန်ဝေဖိန်ကိုမြို့နယ်တရားသူချင်းမှာတိုက်ရိုက်မေးမြန်းခဲ့ခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလ17ရက်နေ့ကရန်ဝင်းဖိန်ကိုမေကွန်တချို့စစ်ဆေးမေးမြန်းခဲ့ပြီးဇန်နဝါရီလ17ရက်နေ့ယုံထုတ်မှုမှာတော့မေးရန်ကြက်ရှိတဲ့မေကွန်ချို့ကိုဆက်လက်မေးမြန်းခဲ့ပါတယ်။အခုယုံထုတ်စစ်ဆေးစဉ်မှာတော့မြို့နယ်တရားသူချင်းမှာဆွဆွဲခံရသူရန်ဝင်းဖိန်ကိုရွှေအတုလိမ့်လည်ရောင်းချခဲ့တဲ့အပေါ်ကိုမေးမြန်းခဲ့ရမှာ။အဲ့ဒီလိုတော့ရောင်းချခဲ့ခြင်းမှာတရုတ်နိုင်ငံမှာအတူပါလာတဲ့အလှဆင်ဖန်စီပစ္စည်းများကိုလည်းရောင်းချခဲ့ခြင်းဖြစ်ပြီးရွှေအတုများလို့သိရှိခဲ့ခြင်းမရှိဘူးလို့ဆိုပါတယ်။ဆွဆွဲခံရတဲ့တရုတ်နိုင်ငံသား၃ယောက်ထဲကနောက်တဦးဖြစ်တဲ့ဂျူဟိုင်းရွယ်ကိုထုတ်ဖော်ပြောဆိုခဲ့စီမှာတော့ဂျူဟိုင်းရွယ်တဲခိုခဲ့တဲ့ဟိုတယ်ကိုပြောဆိုခဲ့ခြင်းမရှိဘူးလို့ရန်ဝင်းဖိန်မှာထွက်ဆိုခဲ့ပါတယ်။ ဆွဆွဲခံရသူကျူဟိုင်းရွယ်ကိုတော့ဂျင်းမလိုက်မြို့နယ်ကတဲဝံတစ်ခုမှာဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်ဖမ်းဆီးခံရချိန်မှာတရားလိုတသက်ဖြစ်တဲ့ဦးမြင့်လွင်ကိုအခုလိုပြုလုပ်မိခဲ့တဲ့အတွက်တောင်းမှန်လိုပါတယ်လို့ထွက်ဆိုခဲ့တာမှန်ပါတလားလို့မြို့နယ်တရားသူကြီးကမေးမြန်းရမှာတော့မှန်ပါတယ်လို့ဆွဆွဲခံရသူတရုတ်နိုင်ငံသားရန်ဝဲဖိန်ကထွက်ဆိုခဲ့ပါတယ်ဒီယုံချင်းအခြေအနေကိုတော့ဆွဆွဲခံရသူများဘက်ကလိုက်ပါစောင့်ရပေးနေတဲ့တရားလွှတ်တော်ရှင်နေဦးမြင့်စိုးကအခုလိုပြောပါတယ်ဒီနေ့ကတော့ဒီနေ့ကကြံခဲ့တဲ့တက်တီပေါ့ဒီတက်တီကိုဆက်ချက်နောက်တစ်ပတ်ကြာရင်တော့ကျွန်တော်ကြံတဲ့တက်တီပေါ့ကြံတဲ့တက်ခါပေါ့ ကျွမ်းရအောင်ဆက်စစ်အခုယုံကျိမှာတော့ဆွဆွဲခံရသူရန်ဝေးဖင်ကိုကြန့်ရှိတဲ့မေကွန်တချို့ကသာမေးမြန်းခဲ့ပြီးလာမယ့်ဇန်နဝါရီလ25ရက်နေ့မှာတော့ဆွဆွဲခံရသူကျူဟိုင်းရွယ်ကိုဆက်လက်စစ်ဆေးမေးမြန်းသွားမှာဖြစ်ပါတယ်။